မြန်မာနဝဲ channel ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအက္ကစောရေးသားထားတဲ့အဝိဇ္ဇာဒေါတောင်းနဲ့ဆက်ဆရာဦးစံသိန်းဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဒါဆိုရှင်ကကျမကိုစောင့်နေခဲ့တာပေါ့။ဟုတ်တယ် ဒီနေရာကိုနောက်ထပ်ရောက်လာမယ်လို့စောင့်နေခဲ့တာအခုမင်းကဒီကိုရောက်ပြီဆိုတော့ငါထွက်လို့ရပြီပေါ့ကွာအဖိုးကြီးကပြောဆိုပြီးခမအပြည့်စီလှင်မြစွာထွက်ပြေးသွားခဲ့တယ်ဒီကမိခခမပြေတကားနီးမှာအဲ့ဒီလူကြီးဖြတ်တမ်းမသွားနိုင်စေဖို့စီတခုကိုတားလိုက်တယ်အဲ့ဒီအဖိုးကြီးကလည်းမိခတားမြစ်တာကိုသတိမထားမိတဲ့အတွက်စင်းနဲ့ပြေးတိုက်ပြီးအနောက်စီပလက်လန်ကလဲကျသွားခဲ့တယ်အဖိုးကြီးကမြေပေါ်ကနေလူလဲထိုက်ရင်မင်း မင်းကမြေကြီးမှာစီတားပြီးတော့ငါ့ကိုထွက်ခွာလို့မရအောင်လုပ်လိုက်တာပေါ့ဒီစီတားနီးကစံပါရဲ့နီးမဟုတ်လားဟုတ်တယ်ရှစ်ဒီကနေဘယ်ကောမှမသွားရအောင်မင်းရဲ့စီလောက်ကငါ့ကိုတားမြစ်လို့ရမလားကွာအဖိုးကြီးကမိခါရဲ့စီကိုဆက်လက်နဲ့တစ်ခုနဲ့ပြစ်ခတ်လို့ဖျက်ဆီးလိုက်တယ်မိခါရဲ့စီဝိုင်းငါ့ကိုပြုတ်ပြတ်သွားခဲ့တယ်အဖိုးကြီးကမိခါကိုတတ်တာပြရင်နောက်ဆက်ပါတယ်ကလေးမကြီးငါ့လိုပဲနောက်လိုစောင့်မအောင်ပေါ့ အဖိုးကြီးကအဲ့လိုပြောပြီးပြစ်ထွက်သွားခဲ့တယ်။မိခါအပြင်ကိုပြစ်ထွက်ဖို့ကြက်စီလိုက်ပေမဲ့အဖိုးကြီးပြောထားတဲ့အတွက်အပြင်ကိုမထွက်ရပြီဖြစ်နေတယ်။ဒီဆရာကြီးကိုကြည့်ရတာပညာတော်တော်ထပ်ပုံရတယ်။သူ့လိုလူတောင်မှအပြင်ကိုမထွက်ရဘူးဆိုတော့ငါလည်းအပြင်ကိုမထွက်တာကောင်းမှထင်နေ။ဘယ်လိုလုပ်ရပါမလဲ။မိခါခေါက်ကုတ်ပြီးခမ အတွင်းထဲကိုလေ့လာကြည့်နေမိတယ်။ခမကြီးတစ်ခုလုံးမှမော်ဆွဲအင်းနေပြက်နေကြသလိုပတ်မှုလေးတွေရဲ့ဝစ်ဆက်ကလည်း မော်ဆွဲအင်းတွေကရေမော်ရေဆက်လေးတွေလိုတွေ့ကပ်နေတာကိုတွေ့ရတယ်။အခန်းနေရတနေရမှာတော့ဘီမာကြီးရဲ့တစိ့တော်မှာရေဆွဲထားတဲ့ရုပ်ပုံတွေနဲ့တပုံစံနဲ့တူညီတဲ့ရုပ်ပုံတွေကိုတွေ့ရတယ်။အဲ့ဒီလိုလေးလာနေတဲ့အချိန်မှာပဲအဖိုးကြီးကခမအတွင်းထဲကိုပြန်ပြေးဝင်လာခဲ့တယ်။အဖိုးကြီးရဲ့မျက်နှာအမူအရာကထိတ်လန့်နေတဲ့အရေးရောင်တွေကိုဖုံးလွှမ်းပြီးအဖိုးကြီးရဲ့လှုပ်ရှားမှုကလည်းခိုးကြောက်ခိုးဝဲဆက်နေလေတော့မိခလည်းအခါအတွင်းပြန်ဝင်လာတဲ့အဖိုးကြီးကိုကြည့်ကား။ဘာကြီး ်ခုနကပြောတော့ထွက်သွားတော့မယ်ဆိုအခုကဘလို့ဖြစ်လို့အခန်းထဲကိုပြန်ဝင်လာခဲ့ရလဲမဟုတ်မလဲရောအပြစ်မှာဆင်ထားတဲ့ထောင်ချောက်တွေကိုကြောက်လို့လားမဟုတ်ပါဘူးကွာဒီထောင်ချောက်တွေကိုဖျက်ပြီးဝင်လာခဲ့သေးတာပဲဒီထောင်ချောက်တွေကငါ့အတွက်အသေးမွားလေးပါဒါဖြစ်ဘာလို့ကြောက်လန့်နေရသေးရလဲနေပါဦးကလေးမတင်းကျိုင်းကူကြီးတို့ဗရင်ကြီးခိုင်းသားတွေရောက်နေကြပါလားကွာမဟုတ်မှလည်းရောမင်းခေါ်လာခဲ့တာလား သူတို့ကျမတို့ခေါ်လာခဲ့တာတော့မဟုတ်ဘူး။ဒါပေမဲ့ဗရင်းကြီးခိုင်းသားတွေကဒီတင်းချိုင်းကူကြီးတော့အရင်ရောက်နေနေခဲ့ကြတာ။ကျမတို့အဖွဲ့နဲ့တွေ့တော့ကျမတို့နဲ့ပါလာတဲ့လူတွေကိုလည်းဖမ်းဆီးလိုက်တယ်။ဒီချိန်မှာကျမကသူတို့အလစ်မှာဟောဒီအတွင်းပတ်လမ်းထဲကိုဝင်လာခဲ့တာပဲ။သူတို့ကဒီထဲကိုတော့လိုက်မလာဝင်ကြဘူး။ဟူးတော်သေးတာပေါ့ကွာ။မိခအဖိုးကြီးကိုအကဲခက်ကြည့်လိုက်တဲ့အခါအဖိုးကြီးကဗရင်းကြီးခိုင်းသားတွေကိုကြောက်ရွံ့နေပုံရတယ်။ အဘကြီးကဗရင်ကြီးခိုင်းရလူတွေကိုကြောက်နေရလားအဘိုးကြီးကခမ်းမအတွေ့နဲ့ကိုပြန်ဝင်လာပြီးတော့ရုတ်တုခေါက်ပြက်ကြီးပေါ်မှာပြန်ထိုင်ချရင်ဟုတ်တယ်ဗရင်ကြီးခိုင်းရလူတွေကငါ့ကိုဆိုရင်အတေရရအရှိရရလိုက်ရှာနေကြတာအန်ထိုနီဆိုတဲ့လူဟာငါ့ရဲ့ရန်သူကြီးပေါ့အန်ထိုနီကအဘကြီးရဲ့အေးဟုတ်တယ်ငါလည်းဒီကောက်နာမည်ရှိလို့အန်ထိုနီလို့ပဲအတူကောက်မှတ်ထားတာအဘကြီးကိုသူတို့ကဘာဖြစ်လို့တက်ချင်နေကြလဲ ဒီလိုပဲအကြောင်းလေးတွေရှိလို့ပေါ့ကလေးမရဒါနဲ့မင်းနဲ့မရဘလို့ခေါ်လဲမင်းကဘသူလဲဘာကြောင့်ဒီကိုရောက်လာခဲ့တာလဲကျမနာမည်အရင်ကမိသားလို့ခေါ်တယ်ဒါပေမဲ့လူတွေကတော့မိခါလို့ပဲခေါ်ကြတယ်ဒီကိုရောက်လာခဲ့ရတာအဲ့ဒီတစိတော်ကိုကိုယူဖို့အတွက်ပဲမိခါကနေရံပေါ်မှာရေးသားထားတဲ့တစိတော်ပုံကိုလက်ညှိုးထိုးပြလိုက်တယ်ငါသိပြီမင်းကလူငယ်တလောက်တိတ်ပြီးရီမန်းချက်ကြီးတာပဲ ကျမလိုချင်တော့မဟုတ်ပါဘူးအဘကြီးရဲ့ကျမရဲ့ပညာသင်ဆရာကြီးကဒီတစိ့တော်ကိုယူပေးရမယ်ဆိုပြီးခားလဲလို့ပါမင်းရဲ့ဆရာတော်တော်ကိုရက်စက်တဲ့လူပဲကွာကိုတပည့်ကိုသေးသေးချင်လို့များဒီထဲလှုပ်လိုက်တာလားပဲကျမကတော့အဲ့လိုမထင်ဘူးဘကြီးကျမအဆောင်းကိုတီးလို့ကျမလုံးလိုက်မယ်ထင်လို့လှုပ်လိုက်တယ်လို့ပဲထင်တယ်ဘယ်လိုပဲဖြစ်ဖြစ်မင်းကဒီထဲရောက်ရင်တိတ်မှာပဲမင်းအတွင်းပတ်လမ်းအထိမရောက်ခင်လမ်းမှာတိတ်နေတယ်လို့ အတွေးပါလာအနေပြတ်ထွက်နိုင်ခဲ့လဲမင်းဟာသိမှပဲကွာမင်းဆရာနာမည်ကိုပြောကြည့်စာငါနဲ့တိတဲ့လူများလားလို့ဆရာကြီးရဲ့နာမည်ကဦးဆောင်ပေါလို့ခေါ်တယ်နေတာကတော့ဘူးလေအင်းထဲမှာနေတယ်ဒီကအဖကြီးကမျက်လုံးပြူးသွားပြီးတော့ဘာဆံပိုးရလားမင်းငါ့ကိုနောက်ပြောင်နေတာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဘာကြီးကျမကိုဆရာကြီးဦးဆောင်ပေါကလှုပ်လိုက်တာပါ ဒီကောင်လူစိတ်မရှိတဲ့ကောင်ပဲကွာတခြားလူမလို့ပဲကလေးတယောက်မှလှုပ်လိုက်ရတယ်လို့ဆရာကြီးဦးဆန်ဘောအဖကြီးအတိလို့လားတိရဘောဟာဆန်ဘောကငန့်နေပဲဘလို့ဘလို့ပြောလိုက်တယ်ဘာကြီးအေးလေဆန်ဘောကငန့်နေပဲဦးဆန်ဘောကအဖကြီးရဲ့ညီဆိုတော့အဖကြီးကဆက်အင်းရွာဦးဆန်သိန်းဆိုတာများလားဟင်မင်းကငါ့ကိုဘလို့လှုပ်ပြီးတိရလဲ တွေ့မှတိတ်တက်ပါတယ်ဆရာကြီးရဲ့ဒါနဲ့ဆရာကြီးကတည်သွားပြီဆိုဘာဖြစ်လို့ဒီတဲကိုရောက်နေခဲ့တာလဲဟုတ်တယ်လူတွေအကုန်လုံးကငါ့ကိုတည်သွားကြပြီလို့ထင်နေကြတယ်ဒီလိုထင်ရလို့လဲငါကတမင်လုခဲ့ရပဲဒါဆိုဆရာကြီးကတိတ်ဟန်ဆောင်နေတော့ပေါ့အေးမင်းသားလျောက်ပြောရင်တော့ငါတို့ညီကိုလျောက်ကတဝန်းတရထွက်တဲ့ညီကိုတွေဆိုပေမဲ့ပြညာရက်တွေကိုလိုက်စားကြတဲ့အခါမှာသူ့ပြညာကတာတယ် ငါပညာသားတယ်ဆိုပြီးအချီချင်းစိတ်ဝဲကွဲကုန်ကြတယ်။ညီကို၄ယောက်ကအင်းမိပါတဲ့ရွာလေးရွာမှာနေထိုင်ပြီးခွဲထွက်လိုက်ကြတယ်။ဒါပေမဲ့စနေကြတဲ့အခါမှာငါတို့ညီကို၄ဦးပြန်ဆောင်ကြပြီးတော့ဘဲသူပညာပို့ပြီးသားတယ်ဆိုတော့ကိုရှင်ပြန်ရမယ်ဆိုပြီးတော့မှဂရိပေးခဲ့ကြတယ်။စံပါသူ့တမီးလေးကိုနက်ကညာမှော့ပညာသိမ့်မယ်လို့ဆိုတယ်။စံသားလည်းမှော့ဆွဲရတနာတိုက်ကြီးကိုအတုံးချမယ်ဆိုပဲ။ စံပေါ်ကတော့မှော့မြက်လုံးပညာကိုတဖက်ကန့်ခတ်သိုံနေတဲ့အစုပဲကွာဒါပေမဲ့ငါရဲ့စက်ပညာတော့နှိမ်ပန်းလုံးလာတယ်ဒါကြောင့်ငါပညာတိုးတက်ဖို့အတွက်ဘီညီခိုင်းကလှုပ်ဝဲပညာရဲ့တခုကိုတိတ်တခုသိယူခဲ့တယ်။အော်ဒါကြောင့်ဘီညီခိုင်းရလူတွေကဆရာကြီးနောက်ကိုလိုက်နေခဲ့တာကိုဟုတ်တယ်မိခါဘီညီခိုင်းမှာလှုပ်ဝဲပညာတွေသိယူရင်းနဲ့ဟောဒီမြူရစ်ဆရာမြူဟောင်းအကြောင်းကိုလေ့လာမိသွားတယ် ဘယမကြီးရဲ့စိတ်တစိတ်တော်ဟာရုပ်ပုံစာရီးရဲ့အတိတ်ဘဝကိုဖော်ဆောင်နိုင်တဲ့လူကဘယမကြီးပန်ဆိုင်ခဲ့တဲ့မှုတ်ဆွဲရင်ပညာရပ်တွေကိုပန်ဆိုင်ရလိမ့်မယ်တဲ့။ဒါကြောင့်ငါအခုဒီထဲကိုရောက်နေခဲ့တာပေါ့။ကျမကြားခဲ့တာတော့ဆရာကြီးထေသွားတဲ့အချိန်မှာဆရာကြီးရဲ့တပည့်တွေကနှစ်ချမ်းခွဲသွားပြီးတော့ဆက်ခိုင်းရဲ့ဆက်ပြက်ခိုင်းရဲ့ဆိုပြီးအခြေခြေတိုက်ခိုက်ညှင်းခုံလို့ဆက်အင်းရတော့မှ တောင်ဆက်အင်းမြောက်ဆက်အင်းဆိုပြီးနှစ်ရွာခွဲသွားတယ်ဆိုပဲဆရာကြီးရဲ့။ဟာ ဒီကောင်နေမလိုက်တဲ့ကောင်နေပဲကွာငါအချစ်ချစ်ရံမလို့ကြဖို့အတန်တန်သင်ထားပါရဲ့နဲ့ငါမရှိတော့လုံရလိုက်ကြလေချင်းဒါဆိုဆရာကြီးကအခုခမရရမထွက်တော့ဘူးပေါ့နော်ဟိုဘီယန်ကြီးကောင်နေထမထွက်လို့ရမှာကွာဆရာကြီးကစက်ပြညာကိုတဖက်ကန်းခတ်ကြွချင်တယ်လို့ပဲဘီယန်ကြီးခိုင်းအောင်လူတွေကိုကြောက်နေရသလားကြောက်တာပေါ့ငါတယောက်တည်းသမားလေဂိုင်းတိုင်းနေတော့သွားရှင်လို့ရမှာလား ဂိုင်းဆိုတာမျိုးကအုတ်နဲ့သေးနဲ့လှောက်ရှားကြတာကဘယင်းကြီးဂိုင်းဆိုတာကလည်းအင်အားသေးတာမှမဟုတ်တာဒါဖြစ်ရင်ဆရာကြီးတက်တဲ့ပညာရဲ့တွေကိုကျမကိုသိမင်းမယ်ဆိုရင်မိခါဟင်းနာရုပ်ကလေးကိုဖြုတ်ပြီးတော့ဥဆက်သိန်းကိုပြလိုက်လိမ့်တယ်ဥဆက်သိန်းကအသေးချာကြိုက်ကြည့်ဒါဒါရွှေဟင်းသာဂိုင်းရဲ့ဂိုင်းချုပ်တွေကင်တဲ့တစိမ့်အမှတ်သားပဲဟုတ်ပါတယ်ကျမအရင်ဂိုင်းချုပ်ကြီးဥတက်ရဲ့တမိမိတောင်းမှာ ဦးစံတဲ့ရမိခရဲ့စကားကြောင့်တစ်ချက်တုံ့လောက်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆရာကြီး။မင်းဖေကငါတို့ညီအကိုရီကိုအနာယူပြီးတော့ဂရီတစ်ခုတောင်းခဲ့တယ်။အဲ့ဒီဂရီကသူ့ရဲ့ဆက်ခံသူရောက်လာခဲ့ရင်ငါတို့ရဲ့ပညာတွေကိုသင်မရမယ်ဆိုတယ်။ဟုတ်ပါတယ်။အဲ့ဒီဂရီကြောင့်လည်းကျမဆရာကြီးဦးစံပါဆရာပညာတွေကိုသင်ယူခဲ့ပြီးပါပြီ။ဆရာကြီးဦးစံသာဆရာ စီရင်သာမှော့ပညာအပြင်ဆရာကြီးဦးစံပေါ်ဆရာ ဒေဝစကုပညာကိုပါတင်ကြားတက်မြောက်ခဲ့ပြီးပါပြီဆရာကြီးအခုနောက်ဆုံးအနေနဲ့ဆရာကြီးစီကစက်ပညာကိုတင်ယူဖို့ပဲကြံမာတော့တယ်ဂရီဆိုတော့လေဂရီတရားမှာပေါ့ကွာဒါနဲ့ဘယင်းကြီးဂိုင်းဆိုတာဘာလဲဆရာကြီးဒီဂိုင်းเจ้าကိုဆရာကြီးကောင်းကောင်းသိတယ်လားသိသိတာပေါ့မိခရာတိဆိုငါတစ်ချိန်တော့ဘယင်းကြီးဂိုင်းနဲ့ဝင်ပြီးတော့ဂိုင်းရဲ့ငွေတိုက်တရားလှုပ်ရဲ့ပညာရဲ့เจ้าကိုခိုးယူခဲ့တာကို ဆရာကြီးတင့်ရင်ပြောပြပါလားပြောမယ်ပြောပြမယ်ဘင်းကြီးခိုင်းဆိုတာဒီလိုကဥဇန်တန်ရအဲ့လိုအစချစ်ပြီးတော့ဘင်းကြီးခိုင်းအကြောင်းကိုစတဲ့ပြောပြလို့တော့တယ်ဟန်သာဝတီပြည်ပြတ်တုံးပြီးတဲ့အခါမှာတော့ရခိုင်ပြည်နဲ့တောင်ကူပြည်တို့ဟာတင့်တင့်မြတ်မြတ်ဆက်ဆက်ကြလိမ့်တယ်ဒါပေမဲ့လည်းဟန်သာဝတီပြည်နဲ့တကြောမှာပုဂ္ဂာထကြသူတွေဓမြတွေနဲ့ပြည့်နေနေတာမို့ရေချောင်းဆက်သွင်းမှာအခက်အခဲတွေ့ရတဲ့အတွက် ရခိုင်ပြည်ကလက်အောက်ခံအဖြစ်တာဝယ်ထမ်းဆောင်နေတဲ့ပေါ်တူဂီလူမျိုးဒီဘရီတိုတန်လီအရက်မှာရေတက်ဖွဲလို့တက်ဆဲစီကအနီးပါနယ်တွေကိုအုပ်စိုးစေပါတယ်။ဒီဘရီတိုကတန်လယ်မှာအခိုင်မာမြို့တည်ပြီးစိတ်ကတိဆပြီးတဲ့နောက်မှာတော့အနီးပါနယ်တွေမှာပုံကန်ထကြနေတဲ့သဘုံသူကန်တွေကိုဖယ်ရှားရှင်းလင်းတိုက်ထုတ်လိုက်တယ်။ဒီကတန်လယ်စိတ်ကကုန်တွေအချက်ချာကြတဲ့စိတ်ကတစ်ခုဖြစ်ပြီးမော်တနေနိုင်တဲ့ယူရီးယားဘက်ကကုန်တွေတွေဟာ အိန္ဒိယနဲ့ကုန်သွယ်ဖို့အတွက်တန်လင်းစိတ်ကန်းကို အသုံးပြုရတယ်။ဒီပြည်တော်ကပေါ်တူဂီ၃00နဲ့အတူရေချက်ကိုတိုးချဲ့ပြီးတော့ခင်မီလက်နက်တွေနဲ့အာနာတင်မြေးရေးအတွက်ကြိုးပမ်းနေတယ်။ဒီပြည်တော်တကိုးထွားလာတဲ့အတွက်ရခိုင်မင်းကစွန့်ရလာပြီးတောင်ငုံမင်းနဲ့ပူပေါင်းလို့ဒီပြည်တော်အညက်ခံစေတယ်။ဒီပြည်တော်ကအေးအားကြီးမလာတဲ့အတွက်မထီမဲ့မြေပြုတ်လို့တော့ရခိုင်ပြည်ကတန်လင်းစီကိုစစ်ချီလို့တိုက်ခတ်လို့တော့တယ်။ဒါပေမဲ့လည်းခင်မီလက်နက်တွေတက်ဆင်ထားတဲ့ပေါ်တူဂီတပ်တွေကိုမရှင်းနိုင်မဲ့ တက်ပြက်လို့ရခိုင်အရှိဆန်မင်းကိုဒီပရီတိုအားဖမ်းဆီးရမိသွားလိမ့်တယ်။တာငုံနဲ့ရခိုင်တက်တွေကပေါ်တူဂီတက်ကိုမရှင်နိုင်တော့ပဲဒီပရီတိုတောင်းဆိုတဲ့အတိုင်းတက်လင်းနဲ့အနီးကပိုင်နဲ့နယ်မြေတွေကိုဒီပရီတိုပေးလိုက်ရပြီးတော့ဒီပရီတိုတတိတနံတီထောင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီပရီတိုကတခြားနယ်မြေတွေကိုတိုက်ခိုက်သိမ့်ပတ်ပြီးပေါ်တူဂီအင်ပါယာအဖြစ်ချက်ထွေမှုစိတ်ကူးရှိတာမို့ဒလရုံကုန်အပြင်ဟန်တာဝရီနဲ့အထိပါအာနာဆတ်နှမ်းချုံပြီး လက်နက်နိုင်ငံတည်ထောင်ရေးအတွက်ဖရာကျောင်းငံတွေကိုပြက်စီးလို့အဖိုးတက်ယတနာတွေကိုတိမ့်ပယူနေတယ်။ဖရာတွေမှာရှိတဲ့ကြေခေါလောင်ကြီးတွေကြီးစီကြီးတွေမောင်းနေုံဖြုတ်ယူလို့အမြောက်ပြုတ်လို့ရန်အတွက်အရေးကြိုးလေတယ်။ဒါပေမဲ့တချို့ဖရာတွေကိုတူးပေါ်တဲ့အခါမှာအနောက်ရှက်တွေကိုတွေ့ရတာကြောင့်ပေါ်တူဂီနိုင်ငံကလော့ဂီပညာရှင်တွေကိုခေါ်ယူခဲ့လေတယ်။အဲ့ဒီပညာရှင်တွေကရှေးရုံရောက်မှအတက်ပညာတွေကိုတက်မြောက်ကြွေးချေကြတဲ့ဂျစ်ဆီတွေအော်ဂလော့ဆီတွေဖြစ်ကြပြီးတော့ သူတို့တွေရဲ့ကိုညီပံ့ပိုးမှုနဲ့တိုက်တူးချေဌာနဖောက်ခြင်းတွေကိုပြုလုပ်ကြလေတယ်။ဒါနဲ့အဲ့ဒီလော့ကီပညာရှင်တွေဟာဟန်တာဝရီနဲ့မှအမြင့်တက်ခဲ့ကြတယ်။ဒီလိုနဲ့ဒီပလိုတိုကြာဆုံးသွားတယ်ဆိုပေမဲ့ဗြင်းကြီးဂိုင်းဆိုပြီးကြံနေခဲ့က လော့ကီပညာရက်တွေကိုလက်စစ်ကတင်ကြပေးလိမ့်တယ်။မိကဥဆက်တဲ့ပြောဆိုနေတာတွေကိုနားထောင်ပြီးတဲ့အခါမှာတော့အဲ့ဒီအော်ဂလီဆန်တွေကတကယ်ရောအဆက်တည့်ရလားဆရာကြီး။အော်ဂလီဆန်မဟုတ်ပါဘူးမိခရာ။ အော်ကလော်စီပါကွာသူတို့တွေစီမှာလဲဒုလို့ပဲဟိုရှင်းရဲ့ပေါင်းများစွာကလေးကအသုံးပြုခဲ့ကြတဲ့မှော်ပညာရက်တွေရှိတယ်ကွတကယ်မဆွဲမှုဆိုရင်ဘယ်သူကဒီပညာရက်တွေကိုတင်ယူကြမှာလဲဒါနဲ့ဆရာကြီးကဘင်းကြီးခိုင်းနေကိုဝင်ခဲ့တယ်ဆိုတော့သူတို့ရဲ့ပညာတွေကိုလိမ့်လာခြင်းလို့လားဂျီပစီတွေရောအော်ကလော်စီတွေရဲ့ပညာတွေကများသောအားဖြင့်အစီအရင်ရစ်ဖို့ဆိုဝယ်တွေပြုလုပ်ပြီးတော့စီရင်ကြတဲ့ပညာရက်တွေကွာ တို့တွေရဲ့ပညာရက်တွေလိုချက်ချင်းဖန်တီးနိုင်တာမျိုးတော့မဟုတ်ပေမဲ့အစီအနေပြုတ်လောက်ပြီးတော့လက်နက်တွေကိုမှော်သွင်းထားတတ်ကြတယ်။ဗရင်ဂျီကလူတွေအသုံးပြုတဲ့မှော်မက်စကတ်တွေမှော်တနက်တွေမှော်ထားတွေဆိုတာတိတ်ပြီးတော့မှအဆွဲထက်ကြတယ်ကွ။ဒါပေမဲ့ငါအဲ့ဒီပညာရက်တွေကိုလိုချင်လို့တော့သွားခဲ့တာမဟုတ်ဘူးမိခါရ။ဗရင်ဂျီတွေကဗကိုးအရှိဘက်ကဖျားတဆူဖြိုးတော့လောကီကြီးကျန်ကြီးတို့ကိုဖျားထားမနာတိုက်တရားနဲ့တူးဖို့ရရှိသွားတယ်လို့ပြောတယ်ကွ။ အဲ့ဒီကြောင်လိုချင်လို့သွားခဲ့တာဒါဆိုဆရာကြီးအဲ့ဒီကြောင်ကိုရခဲ့တယ်ပေါ့နော်မင်းရောရကန်ဒီလေးမှပဲသူတို့ကငါ့ကိုရိပ်မိသွားတာနားတယ်ကွာဘင်းကြီးတွေဆိုတာတခြားလူမျိုးတွေနဲ့တိတ်ပြီးရောရောနှောနှောမနေကြအောင်ဒါပေမဲ့လုံးဝမရောနှောတာတော့မဟုတ်ဘူးကွာသွေးနှောတွေဆိုတာလည်းရှိတယ်ဘင်းကြီးခိုင်းနေတဲ့ဝင်မိုးကဘင်းကြီးအစ်စ်ဖြစ်ဖြစ်သွေးနှောဆိုရင်လေသွေးတို့ရဲ့တိတိနှောမှအဝင်ခံတာကွာတိတ်ကိုစီကဲတင်းကျပ်တဲ့ခိုင်းတစ်ခုပေါ့ အခုလဲသူတို့ဒီတဲ့ကိုရောက်နေပြန်ပြီသူတို့ကယန္တနာတွေကိုမမောလို့ရောက်လာကြတဲ့ပုံပဲသူတို့ရဲ့ပညာအစွမ်းတွေနဲ့ရှစ်ပြားတွေပေါ်မှာဆင်ထားတဲ့မှော်ထောင်ချောက်တွေကိုဖြုတ်ပြီးတော့ရွှေတွေကိုယူကြမယ်တဲ့ဒါကတော့မဖြစ်နိုင်ပါဘူးကွာဘာဖြစ်လို့လဲဆိုတော့ဒီထောင်ချောက်တွေအားလုံးကိုဘေးမကြီးအားသူ့အစွမ်းတွေနဲ့လှမ်းကြုံထားတယ်လေဘေးမကြီးအားတိတ်နေပြီမဟုတ်ဘူးလားလူကတိတ်ပေမဲ့ပညာကတော့မသေးဘူးဟိအခုနှစ်ပေါင်းတစ်ထောင်လောက်ကြာလာတော့မှ ဘေးမကြီးရဲ့ရုပ်အလောင်းကမပေါက်မတူတာဘာကြောင့်လို့မင်းထင်လဲ။ဩဒါတော့မှော်ပညာနဲ့လောက်ထားလို့နေမှာပေါ့။မှော်ပညာတော့မှော်ပညာပဲ။ဒါပေမဲ့တဘာဝမှော်ပညာလို့ခေါ်တယ်။ဒီခမကြီးကတဘာဝနဲ့အလွန်တဟဆာတာဖြစ်လို့နေကွ။မင်းသတိထားကြည့်။ဒီခန်းကြီးရဲ့အပူချေကမပူလို့မအေးလို့မချောက်တဲ့လို့မဆူထားလို့မဖြစ်နေ။ဒီခေါင်းလာကြီးပေါ်ကအလင်းရောင်လဲ။ နေလင်းရောင်ညလင်းရောင်အမြဲတမ်းပြောင်းလဲပြီးတော့ဖန်တီပေးနေနိုင်တယ်။ဒါကြောင့်ဘယင်မာကြီးရဲ့အလောင်းကမပုတ်သူးသလိုငါကဒီထဲမှာနှစ်တွေအများကြီးနေပြီမဲ့မအိုမနာမသေးတာဒါကြောင့်ပဲကွာ။ဟုတ်ပါရဲ့နော်။ဆရာကြီးကဒီထဲမှာနှစ်တွေတာကြားရပြောတာ။အခန်းထဲမှာလည်းစောက်စောက်ခွက်တွေထမင်းပကံဟင်းပကံတွေဘာမှလည်းရှိမနေဘူးနော်။ရုပ်စွာဆိုရေတခွက်တောင်ရှိမနေပါလား။မင်းရေစားလို့လားမိခရဲ့။မိခခေါင်းညိပြလိုက်တယ်။ ဒီကဥဆက်တရခေါတလာကြီးရဲ့အနီးမှာပေါက်ရောက်နေတဲ့တမ်းမွေနီနီတွေကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒီအပွင့်တပွင့်ရုံကိုယူပြီးတော့ဗစက်ထဲဝါးစားလိုက်ချစ်ပါမလားဆရာရဲ့ဘာအန္တရာယ်မှမရှိဘူးအန္တရာယ်သာရှိမယ်ဆိုရင်ငါသေးတာကြာလာပေါ့ငါတော့ဒီပန်းပွင့်တွေကိုပဲစားနေခဲ့တာကြပြီမိကပန်းမွေတပွင့်ကိုချိုးယူပြီးတော့ဗစက်အတွင်းထဲထည့်ပြီးဝါးလိုက်တယ်ပန်းမွေကဆေးရှိရှိအနှက်ရှိပြီး အလောခတ်တဲ့အရသာရှိတော့မိခကျိတ်မိပြီးဝါနေရတယ်။ထိမထုံနဲ့နော်။အဲ့ဒါကလေးကိုမျိုးချလိုက်။အဝေနေနေဆိုပေမဲ့ဒီခမထဲမှာစားစရာစုလို့ဒါကလေးပဲရှိတာမဟုတ်လား။မိခကျိတ်မိမျိုးချလိုက်ရတယ်။မျိုးချပြီးတဲ့အခါမှာပန်းမွေးကအလွန်ချုံမြေသွားတာကိုခံစားလိုက်ရတယ်။ပန်းမွေးကိုဝါခဲ့တဲ့သွားတွေရှာတွေကလည်းချုံရဲလာခဲ့တယ်။ဘလို့လဲ။ကောင်းတယ်မဟုတ်လား။ကောင်းပါတယ်ဆရာကြီး။ထိုးတော့ထိုးဆက်နေနော်။ ဒီပန်းမွေရောငါတော့မသေးပါလို့အမိပေးထားတယ်။ဒီပန်းမွေနေရောဘလောက်ပဲခူစာခူစာတည်သွားတယ်လို့မရှိဘူး။နောက်တနေ့ရောက်ရင်ပြန်ပြီးအစ်စ်ထွက်လာတယ်။ငါထင်တော့ဒီပန်းမွေရတဲ့တမျိုးနဲ့ဘယင်မကြီးရဲ့အလောက်ပပိုမတော့အောင်လှုပ်ထားတဲ့ပုံရတယ်။ကဲပါဆရာကြီးရဲ့တခြားစကားတွေထားလိုက်ပါ။အချိန်ရှိတော့ဆရာကြီးရဲ့စက်ပညာဆိုတာကိုကျမကိုသင်ပေးပါ။ကောင်းပြီလေ။ဆက်ဆိုတာပြစ်လို့လို့ရတဲ့လက်နဲ့တစ်ခုပဲမိခါရဲ့။ ဆက်ပြစ်တဲ့နေရာမှာအရေးကြီးတဲ့အဆင့်တွေရှိတယ်။ပထမဆုံးအနေနဲ့မင်းကလူတစ်ယောက်ကိုပြစ်ခတ်ခြင်းနဲ့စိတ်ကိုဖန်တီးရတယ်။အဲ့ဒီစိတ်ကမီးတောင်လေးနဲ့တူတယ်။လူတစ်ယောက်ကိုပြစ်ခတ်ခြင်းနဲ့စိတ်ကလေးဖြစ်သွားရင်မင်းရဲ့ဝမ်းပိုက်တည်းကမော်ဆွဲအင်းကြီးစုစည်းထားတဲ့အိုလီထဲမှာမြေပွားလေးတစ်ခုတောက်လောင်သွားလိမ့်မယ်။မော်ဆွဲအင်းကြီးကလောင်စာနဲ့တူတယ်ကွ။မော်ဆွဲရဲ့အနေအများပေါ်မှုတည်ပြီးတော့လောင်စာရီကတောက်လောင်ပြီအခုနောက်မြေပွားလေးရနေမိတော့တစ်ခုအဖြစ်ကိုပြောင်းလဲသွားလိမ့်မယ ဲ့ဒီမှော်ဆွဲရင်မိတော့ကိုတနေရရကိုပြစ်လို့ဖို့ရကမင်းမစင်ညုံရဆိုတာလိုအပ်တယ်။တနည်းပြောရရင်တော့ချိန်ရတယ်ပေါ့ကွာ။အများဆုံးကတော့လက်ညှိုးကိုအသုံးပြုကြတယ်။မင်းပြစ်ချင်တဲ့နေရာကိုလက်ညှိုးညုံလိုက်တဲ့အချိန်ချိန်ရပြီးသားဖြစ်သွားလိမ့်မယ်။ဒီခါမှာမှော်ဆွဲရင်အိုရီယာမိတော့လေးကမင်းရဲ့လက်ညှိုးကနေတဆေကူးဆက်ရောက်လာလိမ့်မယ်။လက်ညှိုးထိပ်ကိုရောက်ကနေမှမင်းရမန်းနံကိုရုပ်ဆူရမယ်ကွာ။မန်းနံဆိုတော့မှော်မီတောက်ကလေးကိုမီလုံးကြီးတစ်ခုဖြတ်သွားအောင် အားထက်ပြီးဖြစ်ပြီးလိုက်တာနဲ့တွေ့တယ်။အားလုံးပြည့်စုံသွားတဲ့အခါမှာမင်းရဲ့လက်ညှိုးထိပ်ကမီလုံကြီးကမင်းပြစ်ချင်တဲ့လူစီကို ပြက်သားထုတ်ခွာသွားလိမ့်မယ်။ပြန်တဲ့အခါမှာလည်းမီလုံကမြင်မြန်ပြန်မာလားနင်းနင်းပြန်မာလားဆိုတာကိုပြစ်လို့တဲ့တောအားဆိုတာလိုသေးတယ်ကွ။တကယ်လို့မင်းပြစ်ချင်တဲ့လူကို မီလုံကထိပြီဆိုရင်တော့မင်းရဲ့ဆက်ကအောင်မြင်သွားပြီလို့ပြောနိုင်တယ်မိခါ။နားထောင်ရတာနဲ့တော်တော်ခက်ခဲမဲ့သိတာပါပဲအစစ်စစ်လေ့ကျင့်ယူရတယ်မိခါရဲ့ တဆဲ့ချင်းလေးတင်သွားတဲ့အခါမှာတဖြည်းဖြည်းနဲ့မြန်ဆန်သွားတယ်။ကဲအခုမင်းတို့မီးဆက်ပြစ်လွတ်တာသိမင်းမယ်။ဦးဇတ်တရားခမအတွင်းထဲမှာရှိတဲ့ကြောက်ရွံ့တူကြီးတစ်ခုကိုလက်ညှိုးထိုးပြပြီးတော့ဒီရုပ်ကြီးကိုမင်းရဲ့ရန်သူလို့သဘောထားလိုက်မိကဒီတော့သူ့ကိုလက်ညှိုးညုံပြီးထိုးချိန်လိုက်ပြစ်ခတ်ချိန်တဲ့စိတ်ကိုရင်ထဲမှာဝင်ပြီးတော့မော့ဆွိုင်းရင်အိုရီယာမော့ဆွိုင်းနေကိုတောင်းတော့ခံလိုက်မိကဦးဇတ်တိန်ညှော့ကြတဲ့အတာပြုတ်မှုလိုက်လိမ့်တယ် မင်းရင်ထဲကဆွဲအင်းတွေကိုလက်ညှိုးစီကိုပုတ်လွတ်လိုက်မိကဆွဲအင်းတွေကိုတွန်းပို့နေမိတယ်ယခုမှစတဲ့ပြုတ်လို့နေတာမို့ဆွဲအင်းတွေရောက်ရှိဖို့အချိန်အတော်ကြာယူရတယ်ဝမ်းနေရထွက်လာတဲ့မှော့ဆွဲအင်းတွေဆိုတာဆွဲရင်တက်တက်ပဲရှိသေးတာကွာအဲ့တော့မှကိုကမီးပြစ်ချင်တာလားရေပြစ်ချင်တာလားမိုးကြိုးပြစ်ချင်တာလားဆိုတော့မန်နန်နဲ့အဆုံးဖြတ်ပေးတယ်အခုမင်းတို့မီးတောက်စေတဲ့မန်နန်ကိုတင်မင်းမယ် ဦးဆန်သိန်းဟာမိတောက်စေးတဲ့မန်နံကိုတေချာပေးလိုက်တယ်။မိခါအဲ့ဒီမန်နံကိုရွတ်ဆိုလိုက်တဲ့အခါလက်ညှိုးထိပ်မှရောက်ရှိနေတဲ့မှော်ဆွဲအင်းကမိတောက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီမိတောက်ကိုတုံအားပြပြနဲ့တုံလုံးလိုက်တဲ့အခါမှာတော့မိတောက်ကအလွန်လှင်မြတ်စွာထောက်ခါသွားပြီးကြောက်ရွံ့ထူကြီးကိုထိမှသွားလိမ့်တယ်။မှော်ဆွဲအင်းကကြောက်ရွံ့ကြီးအပေါ်မှာတောက်လောင်နေလိမ့်တယ်။မိခါလည်းကိုမျက်စိကိုမယုံနိုင်အောင်ဖြစ်သွားခဲ့တယ်။အောင်မြင်ပြီ။အောင်မြင်သွားပြီဆရာကြီး။ အခုမှနီးတမျိုးအောင်မြင်သေးတာပါမိခရဲ့စက်ပစ်ခတ်တဲ့နီးမှာမာယာ၁၈မျိုးဆိုတာလည်းရှိသေးတယ်ကွာကိုပစ်ခတ်လိုက်တဲ့ဆက်ကဘယ်နေရာမှာပေါက်မှာလဲလေးပေါ်မှာပေါက်မှာလားထိတဲ့နေရာမှာပေါက်ကွဲမှာလားထိပြီးအတော်ကြာမှာပေါက်ကွဲမှာလားနောက်ပြီးတော့ဆက်ရသွားလာပုံတွေလည်းရှိသေးတယ်ဆက်တရားတဲရဲသွားမှာလားကိုဝိုက်ပြီးတော့သွားမှာလားပြီးတော့ရီလန်းတော့တွတ်လေတွတ်လေနဲ့သွားမှာလားအဲ့ဒါတွေပေါ့ပြောရရင်တော့ကုန်မထင်မအောင် ဒီပညာရဲ့ကြီးရနန်းနန်းလိုက်တာနော်ဆရာကြီးဟုတ်တာပေါ့ဘယ်ပညာရဲ့မဆိုခက်ခဲတာထုံးစံမယ်ကဲမိခမင်းတို့ငါစက်ပြည့်နေလေးမျိုးတင်မင်းမယ်အဲ့ဒီလေးမျိုးနောက်ထပ်လေးမျိုးနဲ့ပေါက်ဆက်ပြီးတော့စက်ပြည့်နေတွေပွားအောင်မင်းအားဖန်တီးရမယ်စက်ပြည့်တဲ့အခါမှာလည်းပုံသင်နည်းဆိုတာမရှိဘဲနဲ့ကိုယ်စိတ်တိုင်းကြပြစ်ခတ်နိုင်အောင်လုပ်ရမယ်အစစ်မြင့်သွားတဲ့ပညာရှင်တွေဆိုရင်လက်ညှိုးညွန်စရာမလို့တော့ပဲနဲ့မျက်စောင်းထိုးရုံအန်ကျစ်ရုံနဲ့တည်း စက်တရိုးပြစ်လို့တက်ကြတယ်ကွာမိကဥဆက်သိသင်ပြီးတဲ့စက်ပြစ်နီးတွေကိုလေးလာမှတ်သားပြီးတော့လေ့ကျင့်နေမိတယ်ဥဆက်သိကတော့ပြစ်ပြစ်နဲ့အိပ်ပျော်သွားလိမ့်ပြီတစ်ဖက်မှာလည်းအန်တိုနီယိုခေါင်းဆောင်နဲ့ဘရင်ဂျီဂိုင်းသားတွေကအပြေပက်လန်းမှာအစီတစ်ခုကိုပြစ်လို့နေကြတယ်အပြေပက်လန်းကြီးတစ်ခုလုံးရဲ့အလဲမှာတော့မြေပြူခဲတောက်နေမြေဝါခဲတောက်နေမင်းနေခဲတောက်နေနဲ့မြင်းကြောင်တွေကိုရေးဆဲကြလိမ့်တယ်အဲ့ဒီမြင်းကြောင်တွေကတနေရာမှာလာရပေါင်းစုံကြတယ် ။ပေါင်းစုံတဲ့နေရာမှာလည်းဆက်ဝဲတစ်ခုရေးဆွဲပြီးတော့အန်တိုနီယိုကဆက်ဝဲအတွေ့ဝင်ထားနေတယ်။အဲ့ဒီလူတွေလောက်ကနေတော့ကိုစိတ်တလုံးအားကြည်ခင်ဗျားတို့ဒီလိုမြင်းကြောင်းတွေဆွဲနေုံနဲ့ရွှေတွေမှာရှိတဲ့ကျိစာတွေရပြပြသွားမယ်ထင်နေလား။ဒါကကျိစာမဟုတ်ဘူးကွ။မော်ဆွဲအင်းတွေနဲ့ပြုတ်လုံစင်ထားတဲ့ထောင်ချောက်တစ်ခုပဲဒီထောင်ချောက်တွေကိုအသက်သွင်းထားတဲ့မော်ဆွဲအင်းတွေကိုငါတို့ကတားဆီးပိတ်ပင်နိုင်မယ်ဆိုရင်ဒီထောင်ချောက်တွေအကုန်လုံးရပ်တောက်သွားမှာအမှန်ပဲ ဟုတ်မှလည်းလုံတော့တော်ကြာခမည်းတော်အကောင်လုံးကြောက်ဖြစ်သွားလို့ကျွတ်တုံလှုပ်ပေးမဲ့လူမရှိပဲဖြစ်နေအောင်မယ်မပူပါနဲ့ကွာဒီနေ့ကတော်တော်ဆွမ်းပါတယ်ကွာဒီနီးလန်းနဲ့ပဲကဘာတဝမ်းကစိစာတင့်နေတဲ့ရွှေတွေပြီးတော့မှော်ပြညာနဲ့စင်ထားတဲ့ယန္တနာတွေကိုငါတို့ကဖော်ခဲ့တာနှစ်ပေါင်းနဲတော်မှမဟုတ်ပဲနောက်ပြီးတော့ဆက်လက်နဲ့တွေစင်ထားပါတယ်ဆိုတဲ့ဖျားထာပနာတွေဖောက်ခဲ့ရလဲမနေတော့ဘူးအာဒေါ်နီယိုကအင်္ဂလိပ်တလုံးအတွင်းထဲကပလင်းလေးတွေကိုထုတ်လိုက်တယ် ပလင်းတွေတရပတ်မွေးချက်လူတို့ကိုစဝိုင်းနေစီထက်သွင်းနေလေတယ်ဟောရာလာဗန်နာပန်းဒါတော့ဆက်ဖရွန်လို့ခေါ်တဲ့ဂုံကမတ်ပန်းရဲ့ဝတ်ဆံပဲပန်းတွေထည့်ပြီးတဲ့အခါမှာတော့ဖယောင်းနိုင်ရောင်စုံတွေကိုထုတ်ယူလို့စဝိုင်းအပြင်မှာထိုးညင်းလိုက်လေတယ်အန်တိုနီယိုကဓမြောင်လေးတစ်ချောင်းကိုထုတ်ယူပြီးဗဇက်ကနဲ့မန်နန်တွေကိုရွတ်ဆိုလို့လက်ဖြံကိုဓာတ်နဲ့လှိချလိုက်တယ်တွေးရရစဝိုင်းအတွင်းတွေကိုကြာဆင်းသွားတဲ့အချိန် ဆောင်းဝိုင်းအတွင်းထဲမှာရှိတဲ့ပတ်မွေဝစ်ဆန်တွေကဝိထတောက်လို့မြူးကိုဖြူဖြူတွေထွက်ပေါ်လာခဲ့တယ်။အဲ့ဒီမြူးကိုဖြူဖြူတွေကဆောင်းဝိုင်းနဲ့ချိတ်ဆက်ရေးဆဲထားတဲ့မြေပြိုလမ်းကြောင်းလေးတွေအတိုင်းပြက်နေပြီးတော့အပြေပန်လမ်းတစ်ခုလုံးကိုတပတ်ပတ်မိသွားလေတယ်။ဒီကရွှေတုံးရွှေပြားတွေစီကအနဲ့ရအခုံးငွေတွေတိုးထွက်လာပြီးအဖြူရအခုံးငွေတွေနဲ့ရောဆက်သွားတာကိုတွေ့ရတယ်။အထော်နီယိုကတပည့်တယောက်ကိုခေါင်းငယ်ပြလိုက်တဲ့အခါတပည့်ကအဲ့ကြအမေရပအုတ်ကျိုးတနက်နဲ့ထိုးချိန်ပြီးတော့ ကဲခမရဟိထားလိုက်စမ်းပိုအိုကြီးကကြောက်ကြောက်လက်လက်နဲ့ထားလိုက်တယ်ရွှေပြားတွေကိုခမရလက်နဲ့ယူလိုက်မင်းတို့ကငှက်လက်တွေကိုချစ်ထားတာပဲကွငါကဘလို့လောက်ပြီလို့ယူလို့ရမှာလဲခမရရဲ့လက်ဖျားကိုချစ်ထားတာမှမဟုတ်တာခမရနောက်ပြောင်သွားပြီးတော့ဟော့ဟိုခုံမွားရွှေပြားကိုယူလိုက်အဲကြကြောက်ကြောက်လက်လက်နဲ့ထားပြီးရွှေပြားတွေတင်ထားတဲ့ကြက်ခုံကြီးကိုလှမ်းလာခဲ့တယ်ရွှေပြားတွေရဲ့အနားစီကိုရောက်တဲ့အခါနောက်ပြန်လှည့်ပြီးတော့ လက်ပြန်ကျွတ်တုတ်ထားတဲ့လက်နဲ့ရွှေပြားပေါ်အတွင်းထဲအောင်ရွှေတပြားကိုလက်နဲ့ထိလိုက်တယ်။အဲကြဟာအလွန်နာကျေစွာအဟစ်ပေးချက်ချင်းပဲကြောက်ရွံ့ကြီးတရုတ်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။အိုက်ကောင်းနဲ့အိုက်ခန်းတို့လည်းအဲကြတေဆုံးသွားတဲ့အတွက်အယူကျုံမရဖြစ်ပြီးဘင်းကြီးကိုင်းကလူတွေကိုဆဲဆိုချိန်ဆဲလိုက်တယ်။အန်တိုနီယိုကတော့အေးလူလူပဲ။နဘေးမှာချထားတဲ့စောက်အုပ်လေးကိုယူပြီးတော့ခဲတယ်နဲ့ရင်းမှတ်ကဒီတနေ့ကမအောင်မြင်ဘူးဆိုတော့နောက်တနေ့ထပ်သုံးကြည့်ရမှာပေါ့။ ဟဲ့လို့ခမရပြောတော့ဒီနေ့ကအလုပ်ဖြစ်တယ်ဆိုတနည်းမရရင်တနည်းစမ်းကြည့်ရမှာပေါ့ကွာငါတို့စီမှာဆက်သက်ခံမဲ့လူတွေရှိနေတာပဲမဟုတ်လားဒီတစ်ခါတော့ဒီကောက်လက်ဓာတ်နဲ့မှမအောင်မြင်ဟိုကောက်လက်နောက်တစ်ခါတော့တစ်ဖက်လက်မင်းလည်းပဲခမရတော့ရုံမှလာကြည့်လားမင်းတို့ဆူတောင်းရမှာကိုယ့်လက်ရောက်ရင်မော်ထောင်ကြောက်တယ်ပြေသွားကြပါစေလို့ဆူတောင်းရုံပဲမဟုတ်လို့ကတော့ဒီကောက်လို့ကြောက်ရုံဖြစ်မယ်မှတ် ပိုအိုကြီးတွေကအန်တိုနီယိုကိုဆဲဆိုကြလိုက်တယ်။အန်တိုနီယိုကနားညည်းတဲ့အတွက်အဲ့ဒီလူတွေကိုထိုးချိတ်ဖို့အတွက်အမိန့်ပေးလိုက်တယ်။ဘင်းကြီးဂိုင်းသားတွေကလည်းပိုအိုကြီးတွေကိုထိုးချိတ်နှိပ်စက်ပြီးဗစက်အတွင်းထဲစီအဝတ်အစားတွေထိုးထည့်ပေးလိုက်တယ်။အန်တိုနီယိုကတခြားနေ့တနည်းနဲ့ဆန်းသက်ဖို့ပြင်ဆင်နေတယ်။အချိန်တော်ကြာအောင်ပြင်ဆင်ပြီးတဲ့အခါအစင်အလုပ်ဖြစ်မဖြစ်ဆန်းသက်ဖို့လိုအပ်လာပြန်တယ်။ယခုအခါမှာတော့အိုက်ခန်းဆိုတဲ့လူကိုဆန်းသက်စေတယ်။ အခန်းလဲကြောက်လန့်လောလောလက်ဖျားတွေတောင်တဆက်ဆက်တုံနေတယ်။နောက်ဆုံးတော့အရဲစုံမြင့်မျက်စိမိတ်ကရွှေပြားတစ်ခုကိုဆဲဥလိုက်လိုက်တယ်။ရွှေပြားနဲ့လက်ထိလိုက်တဲ့အချိန်အခန်းအားအသက်ကွန်အော်ဟစ်ပြီးကြောက်ရွံ့ကြီးအဖြစ်ပြောင်းလဲသွားပြန်တယ်။အတော်နီယိုကတက်ပြင်းချပြီးတော့ဟွန်းဒီတစ်ခါလဲမအောင်မြင်ပြန်ဘူး။အေးလေတနည်းမရတော့လဲနောက်တနည်းစူးစမ်းကြည့်ရမှာပေါ့။အဲကောင်ကအန်တိုနီယိုကိုဆဲဆူကအော်ဟစ်လိုက်တယ်။ ဘရင်ကြီးကိုင်းသားတွေကအိုက်ကောင်းကိုဝမ်းဝေးရမ်းနေကြတယ်။ဟေးကောင်နေတယောက်မရနိုင်နဲ့အောင်ငါတို့ဆန်းတော့ဖို့လိုလိုသေးတယ်ကွာ။အန်တိုနီယိုရဲ့စကားကြောင့်ကိုင်းသားတွေရက်တန့်သွားကြတယ်။အချိန်ဘယ်လောက်ကြာသွားလဲမသိအန်တိုနီယိုကအစီရင်တစ်ခုနောက်တော့တစ်ချိန်စီရင်ပြန်တယ်။ယခုအလဲကျတဲ့သူကတော့အိုက်ကောင်းအလဲအိုက်ကောင်းကကြောက်ရွံ့ဖြစ်သွားတဲ့မိစေတို့ကိုချစ်ပြီးငိုယုံနေမိတယ်။ဘရင်ကြီးကိုင်းသားတွေကတနက်နဲ့ချိန်ထားကြတာကြောင့် အကောင်လည်းကြောက်ကြောက်လန့်လန့်နဲ့ရွှေလင်မင်းကြီးကိုစုတ်ကန်လိုက်လေတယ်။ယခုဒီချိန်မှာတော့အကောင်ဘာမှမဖြစ်ပဲရွှေလင်မင်းကြီးကအကောင်ရဲ့လက်အတွင်းထဲကိုပလာတယ်။ဒီအခါမှာဘေးကြီးကန်းသားတွေကအလွန်ပျော်ရွှင်ပြီးတော့ခုန်ပေါက်နေကြတယ်။အကောင်လည်းအခုမှပဲစိတ်သက်သာရာရသွားတဲ့အတွက်ရွှေလင်မင်းကြီးကိုလှုပ်ချလိုက်တဲ့အခါရွှေလင်မင်းကြီးနဲ့ကြောက်တာကြဲမြင့်ထိတွေ့သွားတော့အကောင်ရဲ့ခြေထောက်တွေကမာကျော့လာပြီးအကောင်တယောက်ကြောက်ရွံ့ကြီးဖြစ်သွားခဲ့ပြန်တယ်။ ဘေးကြီးကိုင်းသားတွေဟာအိုက်ကောင်းကို ကြည့်ပြီးတော့မှထိတ်လန့်သွားခဲ့တယ်။ဘာဖြစ်ကြလဲဆရာကြီး။ငါထင်တာကတော့မော်ထောင်ကျောက်ကတဝက်ပဲပြက်တယ်ထင်နေကွ။ဒါကြောင့်ဒီလိုကရွှေလင်မောင်းကိုကိုင်ရင်ဘာမှမဖြစ်ပေမဲ့ရွှေလင်မောင်းကိုပြစ်ချလိုက်တဲ့အခါမှာကြောက်ဖြက်သွားတာပဲကွ။ဒါဆိုဘယ်လိုလုပ်ကြမလဲဆရာကြီး။ငါတို့နောက်တစ်စိတ်ထပ်ပြီးစူးစမ်းကြတာပေါ့။ငါတို့မှစမ်းသက်စရာလူတယောက်ကြံ့နေရမဟုတ်လား။အတော်နီယိုကစိတ်တလုံးကိုလှည့်ကြည့်လိုက်လေတယ်။ တစ်ဖက်မှာလည်းမိခါအပြင်းပြင်းရှိတာနဲ့ဦးဆက်သိန်းတင်ပြတဲ့စက်ပစ်ခန့်နီတွေကိုလေ့ကျင့်နေမိတယ်။စက်ပစ်ခန့်နီလေးမျိုးတွေကတနည်းနဲ့တနည်းစက်သက်ပေါင်းဆက်ကစက်မျိုးမျိုးကို ပြစ်ခတ်လေ့ကျင့်နေတတ်ပြီ။မကြမီဦးဆက်သိန်းလက်နိုးလာခဲ့တယ်။ဟာဘာလို့ဖြစ်နေရလဲမိခါဆရာကြီးတိတ်မိတဲ့အတိုင်းဆက်တီကိုဆန်းတဲ့ပြီးတော့ပြစ်ချင်နေရလေးဆရာရဲ့မိခါကဆက်လက်နဲ့အမျိုးစုံကိုအခန်းအတွင်းမှာရှိတဲ့ကြောက်ရွံ့ထုကြီးတွေစီကိုပြစ်လွတ်နေတယ် ဂုံဝဲကြောက်နဲ့ထုလုပ်ထားတဲ့ကြောက်ရုပ်ထုကြီးတွေကဘယမကြီးရဲ့အဆောက်အကျရုပ်တွေလို့ပြုလုပ်ထားတာမို့မိခအဲ့ဒီကြောက်ရုပ်ထုတွေကိုဆက်လက်နဲ့မျိုးစုံနဲ့ပြစ်ခတ်လိုက်တယ်။မိခပြုတ်လွတ်လိုက်တဲ့ဆက်လက်နဲ့တွေထိမှန်တဲ့ကြောက်ရုပ်ထုကြီးတွေကတဝဝုံနဲ့ပောက်ကွဲကုန်တယ်။ခမအတွင်းမှာရှိတဲ့အယုတ်တွေအလုံးပောက်ကွဲသွားတဲ့အခါခမကြီးကတပြေးပြေးတုန်ခါလာတယ်။မိခဘာလို့ဖြစ်ကုန်ပြီလဲကွာ။ဒီခမပန်းမိန်တွေကလည်းတပြေးပြေးညှို့နှမ်းသွားပြီးမိကြီးအတွင်းထဲကိုတိုးဝင်သွားလိမ့်တယ်။ ခမကြီးပြုတ်ကြတော့မယ်ကွာပြေးကြပြေးကြတော့ဦးစက်သိအော်ဟစ်ပြီးခမအပြင်ကိုထွက်ပြေးလိတယ်မိခလည်းခမအပြင်စီထွက်ချင်နေဆိုပေမဲ့ကျိစာတိတ်မကိုစိုးရိမ်နေမိတယ်ဒီခိုက်ခေါန်တလာကြီးကတကြည်ကြည်အော်မြို့လို့တလေးကြောက်ဖုံးကြီးရောက်ဖွတ်ထွက်ပြီးခေါန်တလာကြီးအတွင်းထဲမှာလဲလျောင်းအိတ်ဆက်နေတဲ့ဘယင်မကြီးကတဖြည်းဖြည်းထလာတယ်မိခကဘယင်မကြီးထလာတော့ကိုအာအာသိငါငေးကြည့်နေမိတယ်ဘယင်မကြီးကတစ်ချက်တက်ဝင်ပြီးတော့အာ လွတ်မြောက်ပြီနောက်ဆုံးတော့ငါလွတ်မြောက်လာခဲ့ပြီဒီခါမိခဘက်ကိုလှဲ့ကြည့်ကမင်းကငါ့ကိုလွတ်မြောက်စေတဲ့လူပဲဖြစ်ရမယ်မိခထိတ်လန့်တောင်းလုံးစွာနဲ့ခေါင်းငိတ်လိုက်မိတယ်ပရိသတ်များရှေ့အဝိဇ္ဇာတော်တောင်းနဲ့ဆက်စရာဥစ္စံသိဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီ哦ကျေးဇူးထူးပဲတင်ရှိသလားဆိုင်းစရာအကားစော်လဲကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့ ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပတ်စားနိုင်ကြပါစေရှင်။